ဲ့တော့အဲ့ဒီဈေးမှာရှင်းသိခေါ်ချခြင်းနဲ့ခေါ်ချလို့မရဘူးပေါ့နော်အဲ့တော့ရှင်းသိခေါ်ချခြင်းနဲ့ခေါ်ချလို့မရဘူးဘယ်လိုလုပ်ရမလဲဆိုရဲသူကဖြစ်ပေါ်များတာဒီရှိကိုဒီလိုမျိုး plus မှာနှိပ်ပြီးတော့ခေါ်ချတဲ့အခါမှာခေါ်ချလို့မရတာအဲ့လိုဆိုရင်တော့ကိုယ့်ရဲ့ရှိကဒီမှာ password ပေးထားခဲ့လို့ဖြစ်လိမ့်မယ်အဲ့တော့အခုဆိုရင်တော့ဒီမှာရှိကိုအသိခေါ်ချလိုက်တယ်ဒီမှာရှိအသိထပ်ထွက်လာတယ်နော်အဲ့လိုရှိအသိထပ်ထွက်လာတာမဟုတ်ဘဲနဲ့သူကဒီလိုမျိုး ခေါ်ချတော့မရဘူးဆိုရင်တော့ဖြစ်နိုင်ကြည့်ရှိတာဒီဒီမှာ protect wall ပုံဒီမှာလင်းလင်းလေးဖြစ်နေလိမ့်မယ်အဲ့ဒါဆိုရင်တော့သူက password ပြီး protect လုပ်ထားလို့ protect လုပ်ထားရင်တော့ဒီ password ကိုပြန်ဖြည့်လိုက်မှပဲရတော့မယ်เนาะအဲ့တော့အခုလောလောဆယ်ဆိုရင်ဒီ password ဒါလေးကို password ပြေးလိုက်မယ် okay နောက်ထပ် password ထပ်ပြီးတယ် okay တော့အခုဆိုရင် password ပြေးထားတယ် file တခုအဲ့ဒီ file မှာဒီမှာ plus လေးကိုဒီမှာနှိပ်တယ် sheet တက်ခေါ်လို့မရတော့ဘူးဒီလိုပုံစံမျိုးဖြစ်တာ ဲ့လိုပုံစံမျိုးဖြစ်တယ်ဆိုရင်တော့ဒီမှာ protect ဝတ်ပုံမှာ click နေပြီးတော့ password ပေးခဲ့တဲ့သူရဲ့ password ပြန်ထည့်ပြီးတော့သွားပေးရမယ်။အဲ့လိုမှမဟုတ်လို့ဒီအောက်ခြေကရှိပါပြောင်းနေခဲ့တယ်ဆိုရင်တော့ file ကဒီအောက်မှာရှိတဲ့ move option ကိုထည့်နေ။ဒါ option ကိုနှိပ်ပြီးဒီ private channel မှာနောက်ထပ် advanced ကိုထည့်ချရမယ်။ advanced ထဲမှာအောက်ကိုပြည့်ပြည့်ချင်းရွှေ့သွားလိုက်။ဒီအောက်မှာ display ဆိုတာလည်းရှိတယ်။နောက်ထပ် display ရဲ့အောက်ကိုဆက်ကြည့်ပြီး display option for this wallpaper မှာ show sheet မှာအမှန်ကြီးဖြုတ်ထားလိုက်ရင်ဖြုတ်ပြီး OK နဲ့ထွက်လိုက်မယ်เนาะအခုအဲ့တော့အမှန်ကြီးဖြုတ်ထားခဲ့ရဆိုရင်ဒီ sheet ဘာပြောက်သွားလိမ့်မယ်အခုဒီမှာတော့ sheet ဘာမြင်နေရတယ်ပေါ့အဲ့တော့ sheet ဘာအမှန်ကြီးဖြုတ်ပြီးတော့ OK နဲ့ထွက်လိုက်ဆိုရင်တော့ sheet ဘာပြောက်သွားမယ် sheet ဘာပြောက်သွားရင် sheet ကအသစ်ထပ်ခေါ်ထည့်ဖို့အတွက် sheet ဘာမမြင်ရတော့ဖြစ်သွားလိမ့်မယ်အဲ့တော့ပြန်ပြီးတော့ရှိပါခေါ်ထည့်မယ် file name က mo option option ကိုနှိပ်ပြီးရင်ပေပတ်ချက်နဲ့က advance ကိုထည့်ယူပြရမယ် advance ကိုယူပြီးရင် scroll ထက်ရွှေ့ display display ရအောင်မှာ display option for this wallpaper မှာ image ပြန်ထည့် okay နဲ့ထွက်လာတယ်အဲဆိုရင်အောက်မှာရှိထွက်လာတယ်အဲ့တော့ရှိတော့ထွက်လာပြီဒါပေမဲ့ရှိအစ်ထွက်ခေါ်ဖို့အတွက် right click နှိပ်လိုက်တဲ့အချိန်မှာဒီမှာ insert မပေါ်ဘူးဒါမှမဟုတ် plus နှိပ်ရင်မပေါ်ဘူးဆိုတော့ဒါ protect လုပ်ထားလို့ အဲဆိုရင်တော့သူကဒီ protect wall ပေါ်မှာနှိပ်ပြီးတော့ password ပေးပြီးတော့ password ဖြည့်လိုက်တော့မှပဲပြင်လို့ရသွားပါလိမ့်မယ်နော်။အဲဆိုရင်တော့အဆင်ပြေမှာပါ။ဒါလေးတော့ခု cancel နဲ့ပဲထွက်လိုက်တော့